ဲ့တော့ဒီအပိုင်း၈မှာကျွန်တော်တို့ issue of the heart ရဲ့အာလူသားအပိုင်းလူသားတွေရဲ့နှလုံးသားဘယ်လောက်အခြေအနေထိထိုးစင်းပြီးတော့မှအကျဆင်းသွားတယ်လဲဆိုတဲ့အပိုင်းရဲ့အဲ့ဒီမှာမှဘုရားသခင်ကကဲတင်ရှင်ဘုရားသခင်ရဲ့ဂယုနာတော်ဘုရားသခင်ရဲ့ခြေစူးတော်နဲ့ဘုရားသခင်ရဲ့အကြံစီတော်မြင်ရဖို့ရန်အကြောင်းတွေကိုဆက်လက်ပြီးတော့မှအပိုင်း9:30မှာဆက်လက်လေ့လာသွားကြမှာဖြစ်ပါတယ်နောက်ဆုံးပိုင်းကိုတော့ နှလုံးသားကိုစောင့်ရှောက်ခြင်းဆိုတာလေးနဲ့အဆုံးသတ်ချင်ပါတယ်။အဲ့တော့ဒီကနေ့မှာအပိုင်း6မှာတော့ဒါဝိရဲ့နှလုံးသားရွေးချယ်ရာကျွန်တော်အဲ့ဒီမှာကြည့်တဲ့အခါမှာဘုရားသခင်ရဲ့ရှေ့မှာဒါဝိရဲ့နှလုံးသားဟာနော်ဘုရားသခင်နှစ်သက်ဖွယ်ရာ ဖြစ်ပြီးတော့မှကျွန်တော်တို့အာဘုရားသခင်နှလုံးသားမှာလဲဒါဝိကနေရာတနေရာရအဖွယ်ရန်အတွက်အစင်မြဲ ကိုစွမ်းရှိသမျှညာစွမ်းရှိသမျှကြိုးစားနေတဲ့အရာ ကိုဘုရားကကျေနပ်ပြီးတော့မှဘုရားကလည်းပဲသူတောင်းလျှောက်တဲ့အရာကိုပေးတယ်လို့ဖော်ပြခဲ့ပြီးပါပြီအဲ့တော့ဒီနေရာမှာကျွန်တော်တို့တမန်ကျမ်းစာကိုလေ့လာတဲ့ဒီခါမှာထူးခြားစွာဘာသွားတွေ့ရလဲဆိုတော့ဒါဝိဒ်ကဘုရားကျွန်တော်ကိုတာ၍ဗိတ်သိပ်ပေးပါဆိုတာမျိုးမတွေ့ရဘဲနဲ့လေဘုရားကသူ့ရဲ့နှလုံးသားကိုဆက်လက်ပြီးတော့မှအာသူ့ရဲ့ the the voice to ye atan no the words to ye bya rait do ပြီးတော့မှအဲ့ဒါနဲ့သူ့ကိုလမ်းပြပြီးတော့မှထိန်းချောင်း ပြီးတော့နှလုံးသားကိုပြုတ်ပြင်သွားတယ်ဆိုတဲ့အခြေအရာတွေကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီအပိုင်း၈မှာတော့ကျွန်တော်တို့အာတခြားဒါဝိရဲ့နောက်ပိုင်းမှာ ထွန်းတဲ့ယူရရှင်ပြင်းရဲ့ နှလုံးသားရွေးချယ်ရာကိုကျွန်တော်ဆက်လက်ပြီးတော့မှလေ့လာသွားချင်တာဖြစ်ပါတယ်အဲ့တော့ဒါဝိနောက်ပိုင်းမှာတော့ကျွန်တော်တို့ပြောရမယ်ဆိုတော့ရှင်ပြန်လေးရဲ့နှလုံးသားဘုရားသခင်လူမျိုးတော်ဖြစ်တဲ့အေးသေးလူမျိုးရဲ့နှလုံးသားကတဖြည်းဖြည်းနဲ့ကြာဆင်းသွားတာပဲရှိတယ်အဲ့ဒီအဲမှာမှအာဆိုးတလဲကောင်းတလဲနဲ့နော်ပြက်ချေပြင်ချေနဲ့သွားတဲ့နော် ရှင်ပြင်၄ရောက်ရဲ့သူတို့ရဲ့ကာလအချိန်ကိုကြည့်ပြီးတော့မှနောက်ဆုံးဘယ်လိုအဆုံးသတ်တယ်လဲဆိုတော့ကြည့်သွားချင်တာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဖះကဒီနေရာမှာအာကျွန်တော်တို့သူရဲ့ prophet ဟေရှာယကိုစပြီးတော့မှခေါ်ပြီးတော့မှအသုံးပြုနေတဲ့အချိန်လဲဖြစ်တယ်နော်။ဘာကြောင့်သုံးရတယ်လဲဆိုတဲ့အချင်းအရာကိုဟေရှာယခန်းကြီး1ထဲမှာ เนาะพอปะท่าได้สรเราจ้องตุยได้ไอ้นี่มายูราชิมินออซิมินยอตัมมินอาคัมมินเฮซิกิเฮซิกิပြီးတော့มาကျွန်တော်อ่ามนาเซ่เนี่ยကျွန်တော်ยอชิชิมินเล่แท้มาเนาะဒီอ่า prophet hishaya အပေါ်မှာ prophet hishaya အားဖြင့်ဘုရားတခင်ကဗျာဒိတ်အတန်နေပေးပြီးတော့มา သူတို့ကိုထိန်းចောင်းတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ဟေရှာယကိုအသုံးပြုပြီးတော့မှဘာကြောင့်ဘုရားသခင်ကဗျာဒိတ်တော်ပေးတယ်လဲဆိုတဲ့ဟာကတော့အတူချုံနဲ့ပြောမယ်ဆိုတော့လူတွေဟာကြအစင်လွန်အာကြီးသွားပြီလူတွေရဲ့နှလုံးသားဟာအထူးသဖြင့်အုတ်ချုပ်သူတွေရဲ့နှလုံးသားဟာကြအစင်လွန်သွားပြီဘုရားသခင်ရဲ့စိတ်တော်နဲ့ဝေလွန်သွားပြီဒါကြောင့်မို့လို့ဘုရားကနော် ချောင်းချောင်းလေးအမျက်တော်ထွက်နေတဲ့နော်အခိုက်တန့်နေဖြစ်ပါတယ်။ဘာကြောင့်ဟေရှာယကိုဆီလွတ်တလဲလို့သူပေါ်ပြထားတဲ့နော်ဟေရှာယအခန်းကြီး9 6 9 9ထဲမှာကျွန်တော်ဖတ်မယ်ဆိုရင်တော့ဒီအချင်းရနေအားလုံးကအဲ့ထဲမှာတွေ့ရတာဖြစ်ပါတယ်။နံပါတ်1ကတော့လူတွေကိုပြောခိုင်းတာကတော့သူတို့ရဲ့အာသူတို့ကကြားပေမဲ့နော် အ내ကိုနားမလဲပဲရှိဖို့အချိန်တွေရောက်လာမယ်မြင်ပေမဲ့အာယုံမပြုတ်ပဲနဲ့နော်လစ်လူရှုမဲ့အချိန်ရောက်လာဖို့ရှိတယ်နောက်ပြီးတော့မှသူတို့ရဲ့စိတ်နှလုံးကမတိပဲနဲ့စိတ်နှလုံးကအာလက်မခံတဲ့အတွက်ကြောင့်မလို့သူရဲ့အကျင့်အာဖြင့်နော်သူတို့ဒီပြက်ယွင်းခြင်းတို့ဒုစရိုက်တို့သွားဖို့ရန်အတွက်ရှိလိမ့်မယ်ဆိုတာကိုပြောခိုင်းတာဖြစ်တယ်ဒါပေမဲ့ ဒီလိုမဖြစ်အောင်နော်ထာဝရဘုရားကသူ့ရဲ့အထံတော်ကို ပြန်လာဖို့ရန်အတွက်နောင်တရဖို့ရန်အတွက်သူ့ထံတော်ကိုချင်းဖို့ရန်အတွက်ကြပြိုင်တဲ့ဟေရှာယကိုပြရိတ်တော်ဆေလွတ်ခြင်းဖြစ်တယ်။ဒါပေမဲ့လူတွေကဘုရားစီဟူလာသလားမလာပါဘူးနော်။ဒါအောင်ကျွန်တော်ဆက်ကြည့်သွားရအောင်ပါ။အဲ့တော့ဟေရှာယကနော်ကျွန်တော်တို့ဘုရားသခင်က อ่าบ่ตู่ต้องยามล่ะเนาะเอลอเมยได้คามา HR ยะก็จนุชิปาอีจนุโกอตงปุบาสุบะนะวนคันในอปอมาพยาก็ตู่โกอตงปุเรตู่เยชาโกแลจนุมีเนตู่ปิโนมาอตงปุเรสร้างจนุพอปะทาราဖြစ်တယ်เอออะคันจี6มาจนจิเมสวยเฮชายะก็แลพยาโกเปลี่ยนลันเนาะเมคอนทุบเตอะคุตรุก็มะเมียนจ้าบิเมน้ําเล မြင်ပေမဲ့သူတို့ကအာယုံမပြုသူတို့ရဲ့စိတ်လုံးကယိုယွင်းတဲ့အချိန်ကာလကဘယ်လောက်ကြာမှာလဲဆိုတဲ့ဟာကိုမေးတဲ့အခါမှာအေးသီလတိုင်းနိုင်ငံကပြတ်သုံးတဲ့အထိပေါ့နော်အေးသီလတိုင်းနိုင်ငံပြတ်သုံးသွားတဲ့အထိနော်ထိုးအချိန်ဆိုတော့ဒီကနေ့မှာထိုးအချိန်ဆိုတဲ့ကာလတစ်ခုကိုပြောမှာဖြစ်ပါတယ်ထိုးအချိန်ထဲမှာဒီညမှာတော့ကျွန်တော်တို့ main ၄ပါးကို ြောချင်တယ် main လေးပါရဲ့နှလုံးသားရွေးချယ်ရာကိုအဓိကထားပြောသွားချင်တာဖြစ်ပါတယ်။ Aussie min ဖြစ်မယ်ပြီးတော့မှ Akam min ဖြစ်မယ်ပြီးတော့မှ Hezeki min Hezeki min ပြီးရင် Manashi Manashi ပြီးရင်တော့ Yoshi min ဒီ main လေး၅ပါရဲ့เนาะအသူရဲ့နှလုံးသားရွေးချယ်ရာကိုကြည့်ပြီးတော့မှအာလေ့လာသွားကြမှာဖြစ်ပါတယ်။ထိုကာလအကြောင်းလေ့လာသွားကြမှာဖြစ်ပါတယ်။အဲ့တော့ Aussie min ကတော့เนาะ ဒီသူ့ရဲ့နှလုံးသားရွေးချယ်ရာကိုကြည့်တဲ့အခါမှာဘုရားသခင်ရဲ့အယူပါရုံဗျာဒိတ်တော်ကိုနားလည်တော့အာယိပရဟိတ်ဇာခရီလက်ထက်မှာသူဒီမင်းဖြစ်ခွင့်ရတဲ့အခါမှာတစ်ဖက်မှာဘုရားရဲ့လူရဲ့အထင်အကြောင်းနဲ့ဘုရားရဲ့ဗျာဒိတ်တော်နဲ့ဖိမှန်တော်နဲ့ယင်းပြီးတော့မှဘုရားရဲ့အလူကိုနော်ကျွန်တော်စီးပူရတော့ခွင်စိတ်နှလုံးပါပါလျက်နော်ဖယောက်ကိုပြရတော့ခွင်ရတယ်လို့ကျွန်တော်တွေ့ရတာဖြစ်ပါတယ် ။ Aussie Min လက်ထက်မှာ Jerusalem ဟာအာနေ့90ကျော်လောက်ပေါ့နော်။စိုးစံတဲ့အတွက်ကြောင့်မလို့အဲ့ဒီနေ့90ထဲမှာ သူဒီ Jerusalem မြို့ရိုးတွေမြို့တကားတွေကိုတိဆောက်တယ်။ပြီးတော့မှရဲတိုက်တယ်ပေါ့နော်။ဗိမာန်ဟော sorry အဆောက်အဦကြီးကြီးမားမားတွေကျွန်တော်တိဆောက်ရတော့ခွင့်ရတယ်။ရေတွင်းကိုလည်းတူးတယ်လို့ဖော်ပြထားတယ်။ပြီးတော့မှ Philistine တွေနော်အေးသေးလာလူမျိုးတွေကအဓိကရန်သူဖြစ်တဲ့ Philistine တိုင်းငံနေတိုင်းနိုင်ငံအများစုခရိုင်အများစုကိုတိမ့်ပိုက်ပြီးတော့မှအဲ့ဒီမှာမြုပ်တစ်ကိုတောင်မှတရတော့အခွင့်เนาะအဲ့ဒီလိုတကူထွားခဲ့တယ်ပြီးတော့မှအာမွန်အမျိုးတွေကတောင်မှဩစီမင်းထံမှာလက်ဆောင်ပန္နာဆက်တာပြီးတော့မှစစ်ပြင်းငိမ့်ပြီးတော့မှအာဒီအီတလီတိုင်းနိုင်ငံ empire ဟာเนาะအာဒါဝိကဲတော့မဟုတ်တော့လဲပဲเนาะအင်အားပြန်လဲပြီးတော့မှကြီးထွားရတော့ခွင့် ်ရခဲ့တယ်လို့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။သူရဲ့တကိုးထွားတဲ့အတွက်ကြောင့်မလို့အီဂျစ်ပြည်အထိတောင်မှပေါ့နော်အီဂျစ်လူတွေကတောင်မှအာပမာဏပြုတ်ရတဲ့အနေအထားထိကြီးသွားခဲ့တယ်လို့ကျွန်တော်တို့အော်စီမင်းရဲ့နော်သူရဲ့အချင်းချုပ်လေးကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါမှမဟုတ်အော်စီမင်းတကိုးထွားတဲ့အခါမှာသူကထောင်လွှားတဲ့စိတ်သဘောလေးဝင်လာတာတွေ့ရတယ်။ဘုရားသခင်ကိုအာပြင်းပါတယ်ဆွဲနေရမှာ ိမ့်မှန်တော်မှာတန်ရှင်းဆုံးဌာနမှာမီးရှူဟာရစ်ပူဇော်တဲ့နေရာမှာရစ်ပရောဟိတ်တာရစ်ပရောဟိတ်ကြီးများတာပြုတ်ရတဲ့အမှုကိုသူကပြုတ်ဖို့ရန်တွေ့ပြင်တဲ့အခါမှာရစ်ပရောဟိတ်အကြီးဖြစ်တဲ့เนาะကျွန်တော်တို့အာအဇာခရီနဲ့တခြားရစ်ပရောဟိတ်၈ပါးကเนาะတားပေမဲ့သူက အမြတ်ထွက်ပြီးတော့မှအတင်းလှုပ်ဖို့လှုပ်တဲ့အခါမှာသူ့နဖူးကနေစပြီးတော့ဘုရားသခင်ရဲ့အနူနာနဲ့တန်ခတ်ခြင်းကိုခံရပြီးတော့မှအဲ့ဒီကနေထွက်သွားရတယ်ပြီးတော့မှနန်းတော်ထဲမှာတောင်းမှကျွန်တော်မနေရတော့ဘဲနဲ့သူတေဆုံးတဲ့အထိအာတီချာနန်းဆောင်တစ်ခုမှာหนีตั้วได้ဆိုတော့မင်းကြီးပဲဖြစ်ပါတယ်အဲ့တော့ဒီမင်းကြီးရဲ့နှစ်90အတွင်းမှာဟေရှာယကအ ကြီးပင်းခွင့်ရတဲ့အခါမှာဒီမင်းရဲ့ထာဝရဘုရားနဲ့အတူတွာလာခြင်းနဲ့အတူအာတကိုးထွာလာခြင်းဘုရားသခင်ရဲ့ခြေဆုပြုခြင်းနဲ့အောင်နိုင်တော့အခွင့်ပေးခြင်းနဲ့ဟာဒီသူတဖြည်းဖြည်းမြင်ရပြီးတော့မှဘုရားရဲ့မျက်နှာတာမရတော့တဲ့အချိန်မှာဘုရားသခင်ကိုပြစ်မှားတဲ့အချိန်မှာကြာဆင်းသွားတဲ့အချင်းရတယ်များစွာကိုသူ့အနေနဲ့မြင်တွေ့ခွင့်ရတဲ့အခါမှာเนาะဟေရှာယကเนาะဒီအချင်းရတဲ့ပုံမှာလည်းပဲသူ ီ HR အခန်းကြီး6.6ထဲမှာเนาะထပ်ပြီးတော့မှပေါ်ပြပြီးတော့မှဟောပြောထားတဲ့เนาะဆုံးမထားတဲ့ထည့်သွင်းပြီးတော့မှเนาะပြောတဲ့အရာလေးတွေရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ် Now မင်းတပါကတော့အခက်မင်းဖြစ်တယ်အခက်မင်းကတော့မင်းဆိုယူရရှင်ပြင်အော်စီတာ เนาะยอตันอีตาอาคัมเมนအဲ့ဒီမှာစနသူယခင်ကမင်းနေကြောင့်မင်းနေရဲ့ဆွေးနွေးမှုကြောင့်ဖခင်ရဲ့မျက်နှာตาကိုမရတော့တဲ့အချိန်မှာအေတီလာအတိုင်းနိုင်ငံဟာတခြားเนาะဖခင်တခင်ခွင့်ပြုထားတဲ့ရန်သူတွေရဲ့အချင်းချောက်ချင်းကိုခံရတယ်သူတို့ဒီနေရာမှာအရန်နာမည်ကြီးတဲ့ Ephraim ပေါ့เนาะအဲ့ဒီနေရာမှာ ရန်သူတွေကနော်ရှူရီပီကလာတဲ့ရန်သူတွေကတက်ဆွဲထားတယ်အဲ့ဒီနေရာကိုယူတော့မယ်အဲ့ဒီနေရာကနေသူတို့ကနေရာယူပြီးတော့ငါတို့တိုက်တော့မယ်ဆိုတော့အချင်းနေမျိုးထိရောက်နေတဲ့အခါမှာနော်အခတ်မင်းရဲ့နှလုံးသားကတိရွဲ့လေတိုက်ပြီးလှုပ်တကယ်တော့လှုပ်တယ်တုံလှုပ်တယ်လို့ပြောတယ်သူပဲမဟုတ်ဘူးသူ့ P2P သားအားလုံးကအဲ့ဒီအချင်းရာကြောင့်သူတို့ရဲ့နှလုံးသားကတုံလှုပ်တယ်လို့ဒီနေရာမှာ အာကျန်းစာထဲမှာဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့အခမင်းကနော်တုံလှုပ်တယ်တုံလှုပ်တဲ့ခါမှာ ဟေရှာယကိုဆေလွတ်ပြီးတော့မှဘုရားတခင်ကဗျာဒိတ်တော်ပေးတယ်ဟုတ်တယ်ယန်သူတွေကအေဖရိန်နော်သူတို့နေရာထိတော့ရောက်နေပြီဒါပေမဲ့ဘုရားက65နှစ်အတွင်းမှာ ူခွင့်မပြုဘူးလို့ယုံကြည်တယ်ဆိုရင်ဒီအချင်းညာကိုမဖြစ်စေဘူးဆိုပြီးတော့မှ အခွင့်အရေးပေးတယ်နော်ကျန်းစာကိုဖတ်မယ်ဆိုရင်တပံထာဝရဘုရားကတင်းဘုရားခင်ထာဝရဘုရားထံမှာနမိတ်လက္ခဏာကိုတောင်းပန်လို့နေတော့အရက်နိုင်ဖြစ်စီမြင့်တော့အရက်အထက်အရက်နိုင်ဖြစ်စီတောင်းပန်တော့အာခတ်မင်းကိုမိန်တော်မူလင်အာခတ်မင်းကကျွန်ုပ်မတောင်းပန်ပါထာတော်ဘုရားကိုမစုံစမ်းပါဟုပြန်ပြော၏နော်ဘုရားကဒီနေရာမှာအမြဲတမ်းနော်ဘလောက်ဆိုးဆိုးအခွင့်အရေး ေးတယ်ထက်ခါထက်ခါခွင့်ပေးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အခမင်းကိုလည်းခွင့်ပေးတယ်နော်ယခင်ကဘရင်နေကဲတော့သူနဲ့အတူပါရှိသလားမပါရှိဘူးလားဆိုတဲ့ဟာကိုစုံစမ်းစေချင်တာပေါ့လေနော်ဖခင်ကသူ့အစီကိုချင်းကန့်စေချင်တယ်သူ့ကိုအားကိုမိကိုစေချင်တယ်ဒါနဲ့ဒီမှာအခကတော့အပြက်ညင်းတာပဲဟိအပြက်ညင်းတာပဲနော်ကျွန်တော်မတောင်းပန်ပါထားတော့ဖခင်ကိုမစုံစမ်းပါဆိုပြီးတော့မှညင်းလိုက်တဲ့အခါမှာနော် ဖះရတော့မဟုတ်ဘူးဖះရှာရတော့မှစိတ်ဆိုးတယ်နော်အေးဒါဝိအမျိုးတွေဒါဝိအိမ်တော်သားတွေဒါဝိရဲ့မျိုးဆက်တွေမင်းတို့ကလူတွေကိုစိတ်ညစ်စေုံသာမကပဲနဲ့ငါကူးကွယ်တဲ့ဖះကိုတော့မှမင်းတို့စိတ်ညစ်စေပြီဆိုပြီးတော့မှညင်းညူပြီးတော့မှအာစိတ်အလိုမကျဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာ တွေ့ရတာဖြစ်ပါတယ် ။နောက်ထပ်မင်းတစ်ပါးကတော့ဟေဇကိမင်းဖြစ်တယ်။ဟေဇကိမင်းကအသက်25နှစ်မှာနန်းထိုင်တယ်။သူနန်းထိုင်တဲ့အခါမှာကျွန်တော်ယခင်ကပြောခဲ့သလိုပဲဂျရုစလင်မှာเนาะကျွန်တော်တို့သူဒီအပဒါဝိရဲ့ကျင့်စဉ်တိုက်ထားရောပြားရှေ့တော်မှာတရားတော်မူကိုပြုပြုတော်သူဖြစ်တယ်။သူနန်းထိုင်တဲ့အခါမှာအာအင်အားကြီးမြို့နယ်စုတွေဖြစ်တဲ့အာအေဖရိမ်မနာရှေပြီးတော့မှဇာဘလုန်ခရိုင်သားပြီးတော့မှ အာကျွန်တော်အာရှခရိုင်သားတွေကတုပ်ကိုဝန်းရံပြီတော့မှဂျေရုစလင်မှာနန်းထိုင်တယ်အဲ့တော့ဒီနေရာမှာသူကအာဗိမာန်တော်ကိုတန်ရှင်းပြန်လုပ်ပြီတော့မှနော်လေဝိသားတွေကိုပြန်ခေါ်တယ်နော်ဖရာဝတ်ပြုရမယ်အမှုတစ်ခုချင်းစီကိုအဘဒါဝိကဲတို့နော်ဗိမာန်တော်ကိုပြန်ပြီတော့မှမွန်မန်နဲ့ဗျာဒိတ်တော်တွေကိုပြန်လဲရွတ်ဖတ်တယ်ပြီတော့မှဒီနေရာမှာအရေးကြီးဆုံးက ပတ်သက်ခါပွဲကိုပြန်လဲကျင်းပဖို့ရန်အတွက်သူကအေဒီလာတိုင်းနိုင်ငံတစ်ခုလုံးကိုစော်ဩတယ်လို့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။အဲဒီတော့ကတော့အခုလို့ဖုန်းတွေဆက်ပြီးတော့မှနော်ဟိုဒီအမိန်ကြီးညာစာကိုကြီးညာတာမျိုးမဟုတ်ပဲနဲ့မြင်းနဲ့နော်အာစာအာစာပို့လို့လင်ကိုဆီလို့ပြီးတော့မှကြီးညာမောင်းခတ်ရတာဖြစ်တယ်။သူဒီပတ်သက်ခါပွဲကျင်းပဖို့ရန်အတွက်ကြီးညာမောင်းခတ်တယ်လို့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။အဲ့တော့ ီနေရာမှာပတ်တခါပွဲကအမတန်းမှရင်ကြည်တယ်အဲ့ဒါတော့နောက်ပိုင်းမှာကျွန်တော်အသေးစိတ်ပြောသွားမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာပတ်တခါပွဲကျင်းပဖို့ရန်အတွက်เนาะပထမလမှာဖြစ်ပေမဲ့သူတို့ကအစင်သိမဖြစ်ဘူးဒီ project တွေကလည်းပဲအဲ့ဒီပွဲကိုမကျင်းပတာကြာတဲ့ခါမှာသူတို့ကပြင်ဆင်ဖို့ရန်အတွက်နှောင့်နှေးတယ်တွေ့ရတယ်เนาะဒုတိယလမှာမှ လုပ်ဖို့ရန်အတွက်ဖြစ်တယ်ဖြစ်လာတာပေါ့เนาะဒါပေမဲ့ ဒုတိယလရောက်တာတောင်မှ Aframe နဲ့မနာရှေအများစုကเนาะသူတို့ကဒီပတ်သက်ခပွဲဝတ်ကိုပြုတ်ဖို့ရန်အတွက်เนาะမိမိကိုယ်ကိုတန်ရှင်းချင်းမပြုတ်ကြဘူးလို့စံစာထဲမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်เนาะသူစံစကားအတိုင်းပြောမယ်ဖတ်မယ်ဆိုတော့တို့ရတွင်အာရှခရိုင်တာမနာရှေခန္ဓာခရိုင်တာဇာဘလုံခရိုင်တာအချို့တို့ဒီအာကိုကိုနဲ့အာ ိုကိုနှင်းချရဲဆိုမျိုးလိုလာကြ၏ယူရဘီသားတို့ထားတော့ပြားမိန်တော်မူဤတိုင်းရှင်ပြင်းတဲ့မူမတ်တို့စီရင်သည့်အတိုင်းတဏီတညွတ်တဲ့ပြုတ်ချင်သောစေတနာစိတ်ကိုဖျားရခင်တကိုးတော်ကြောင့်ရကြ၏လို့ပြောတယ်ဒီလူတွေပဲစကားကိုနားထောင်ပြီးတော့မှပတ္တခါပွဲဝင်ဖို့ရန်အတွက်သူတို့ကမိမိတို့ကိုကိုတန်ရှင်းခြင်းနဲ့ပြင်ဆင်တယ်လို့တွေ့ရတာဖြစ်ပါတယ်ဒီပြင်တခြားအေဖရင်ခရိုင်မနာရှိခရိုင်တလျှောက်လုံးဇာပလုံးခရိုင်နော်အဲ့ဒီမှာ ပြောပေမဲ့เนาะအဲ့ဒီမှာ a frame နဲ့မနာရှည်အများစုကဆိုရင်တို့လုံးဝမပြင်ဆင်ဘူးပတ်တခါပွဲကိုတောင်းမှเนาะအာမတတ်မရှင်းပဲနဲ့တို့ပွဲဝင်လာကြတယ်ဆိုတော့ဒီနေရာမှာရာဇဝင်ချုပ်ဒုတိယဆောင်ခန်းကြီး30အငယ်78မှာ78 90မှာဖတ်မယ်ဆိုရင်တော့များစွာသောလူတိဟုသော a frame မျိုးမနာရှည်မျိုး a ဧတခာအမျိုးဇာဘလုံအမျိုးသားအများတို့သည်ကျမ်းစာ၌ပါသောတရားတို့မလိုက် ကိုကိုမတန့်ရှင်းစေဘဲပတခာတူးတငင်ကို စားကြ၏လို့ပဲဒီချင်းရကိုဟေဇကိယမြင်တဲ့ခါမှာသူကဖျားသခင်ကိုတောင်းပန်ပေးတယ်နော်ဘိုးဘေးတို့ဤဖျားသခင်ထားတော့ဖျားကိုစီးကတ်ခြင်းကသဘောကျတော့သူအပေါင်းတို့ရဲ့အပြစ်ကို ကောင်းမြတ်တော်ထားတော့ဖျားလွတ်တော်မူပါဆိုပြီးတော့မှ ဆုတောင်းတယ်။ဘုရားကလည်းဟေဇက်ကိမင်းရဲ့နှလုံးသားကိုမြင်တဲ့အခါမှာဒီအချင်းရကိုလက်ခံပြီးတော့မှသူတို့ရဲ့အဖြစ်ကိုလွတ်တယ်။သူတို့ကို heal သူတို့ကိုချမ်းသာပေးတယ်လို့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့သာဆိုရင်ဟေဇက်ကိနေရာမှာဆိုရင်တော့ဟာမင်းတို့ကပညာချက်တွေမဖတ်ဘူးလားမမြင်ဘူးလားမကြားဘူးလားဆိုပြီးတော့မှကျွန်တော်စီရင်များစီရင်လိုက်မလားပေါ့လေဖြစ်ကောင်းဖြစ်နိုင်ပါတယ် နော်ဒါပေမဲ့ဒီမှာဟေဇကိရဲ့နှလုံးသားကဖျားရဲ့နှလုံးသားကိုတိကျွမ်းခြင်းတနည်းအားဖြင့်ပြောမယ်ဆိုရင်ဖျားရဲ့ the voice the words ဖျားရဲ့ဗျာဒိတ်တော်နဲ့ဖျားရဲ့နော်ဒီနှုတ်ကပတ်တော်တွေကို သူကအာစီပူထားတဲ့အခါမှာဖျားကလူတွေကို သူ့ဖက်မှာရှိစေခြင်းနဲ့လာစေခြင်းနဲ့ သူ့ဖက်ကို လာခြင်းမှုကိုလက်ခံတယ်ဆိုတဲ့နေရာကိုเนาะသူ့အနေနဲ့ဘုရားဖက်မှာရက်ပြီးတော့မှမြင်ကြည့်တယ်ဒါမှမဟုတ်မြင်နိုင်တယ်အဲ့ဒီလိုသဘောထားနိုင်တယ်ဆိုတဲ့ဟာသဘောထားကြီးနိုင်တယ်ဆိုတဲ့ဟာကိုဒီနေရာမှာလည်းထူးခြားစွာကျွန်တော်တွေ့တွေ့ရတဲ့ခါမှာဟေဇကိမင်းရဲ့လက်ထက်မှာတော့ဘုရားသခင်ကသူ့ရဲ့အမျက်တော်ကเนาะအာအချိန်ကာလတစ်ခုထိဆိုင်းငံ့ထားတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဟေဇကိမင်းပြီးတော့မှမနာရှေဖြစ်တယ် မနာရှင်နှလုံးသားရွေးချယ်ရကတော့အားလုံးအတိပဲဖြစ်တယ်။သူဒီဘုရားသခင်ဗိမ္မာတော်ထဲမှာတောင်းမှနော်။အာတပါးမျိုးသားတွေဒီနေရာမှာတုံထားတဲ့အတိုင်းဆိုရင်တော့နော်ဘုရားထတော်ဘုရားမဟုတ်တဲ့အရာတွေအားလုံးကိုယူလာပြီးတော့မှဗိမ္မာတော်ထဲမှာနေရာချတယ်။နောက်ဆုံးသူ့ရဲ့ရုပ်တုကောကိုတော်မှအဲ့ဒီမှာအာထုထွင်းပြီးတော့မှအာကိုးကွယ်စေတဲ့ အထိကျွန်တော်တွေ့ရတာဖြစ်ပါတယ်နော်သူ့ရဲ့သားကိုမီးပူဇော်သလိုဘေဒင်အတက် ပြူစားတဲ့အတက် ဆုံးတဲ့နတ်ဝင်တွေကိုခွင့်ပေးတယ်နော်သူပြုတ်တဲ့ဒုစရိုက်ကဘုရားသခင်ရဲ့မျက်တော်ကိုနော်ပြင်းထန်စွာနိုးစော်တယ်ဒီလိုတုံ့ုံထားတာဖြစ်ပါတယ်နော်သူ့ရဲ့ဆိုးတဲ့အကြောင်းကိုတော့ကျွန်တော်အများကြီးတွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာသင်ခန်းစာယူစရာတခုက ဖះကဒီဒုစရိုက်အချင်းချင်းမှာတောင်မှသူ့ရဲ့ဒုစရိုက်ကိုဘာကြောင့်ယွန်တယ်လဲဘာကြောင့်ပြင်းစွာမြင့်ထွက်တယ်လဲဆိုရင်သူ့လူအေးတေလလူမျိုးတွေကိုမှားယွင်းစေတဲ့အတွက်ကြောင့်မလို့ဆိုတဲ့စကားလုံးကိုတုံထားတာဖြစ်တဲ့အခါမှာသူစပားကိုမှားယွင်းစေတဲ့ဒုစရိုက်ကလည်းပဲဖះကအမတန်မှယွမုံနေဖះရဲ့အမျက်တော်ကိုနိုးဆွားတဲ့အရာဖြစ်တယ်ဆိုတာလည်းကျွန်တော်တို့ဒီညမှာသင်ခန်းစာယူစရာရှိတယ် သူ့ရဲ့နှလုံးသားယွင်းချေရာကတော့သူ့ရဲ့ဒုစရိုက်ကဘုရားသခင်အမျက်တော်ကိုနိုးဆွခြင်းပဲဖြစ်တယ်။အမောရိလူတွေစိုးတာထက်တော်မှတာ၍စိုးတယ်။တာ၍ဒုစရိုက်ကိုပြုတ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။သူကြောင့်မလို့ဘုရားသခင်အမျက်တော်ကနော် active ပေါ့နော်။အာအသက်ဝင်လာတယ်။အဲ့ဒီမှာဘုရားကနော်ဂျေရုဆလင်မြို့ပြီးတော့မှဗိမာန်တော်ပြီးတော့မှ ယူရပီမှာဘေးရောက်စီမယ်ဆိုတဲ့အထီကိုဖျားရဲ့လူတွေအဖြစ်ဒီနေရာမှာဖျားကပြန်လဲပြတော့မှဗျာဒိတ်တော်ဆီလွတ်တယ်ပြောခိုင်းတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်နောက်ဆုံးကျွန်တော်တို့အာယူရကောင်းတဲ့မင်းထဲကမင်းကောင်းပေါ့နော်ယောရှိမင်းရဲ့နှလုံးသားကိုကြည့်တဲ့အခါမှာတော့ဆရာကျွန်တော်ပြောသလို အော်ဇီမင်း အာမဆိုးမကောင်းဘောနော်ပြီးတော့မှအခက်ပြီးတော့မှနော်ကျွန်တော်တို့အာဟေဇကိမင်းပြီးတော့မှမနာရှိမနာရှိပြီးတော့မှအခုကအာယောရှိဆိုတော့ကောင်းမကောင်းကောင်းမကောင်းနဲ့ကျွန်တော်တွားတယ်ဒါကတော့ယူရမင်းထဲကနေပြီးတော့မှနောက်ဆုံးကောင်းတော်မင်းတပါလို့ဆိုရမယ်အဲ့တော့ယောရှိကအသက်၈နှစ်မှာနန်းထိုင်တယ်သူဒီထာဝရဘုရားရှိတော်၌ တရားတော်မှုကို ပြု၍လက်ရလက်ဝဲမလွဲပဲနဲ့ဒါဝိအဘဒါဝိလိုက်သမျှတော့လမ်းတို့လိုက်တယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။သူကလည်းပဲဗိမာန်တော်ကိုတန်ရှင်းလုပ်တယ်။ပြတော့မှဒီဗျာဒိတ်တော်တွေကိုနော်အဲ့ဒီမှာဒီဗျာဒခင်ရဲ့ဗျာဒိတ်တော်လက်တွေကိုပြန်လဲပြတော့မှယူဖတ်စေတယ်။ပြတော့မှပတ္တခါပွဲကျင်းပဖို့ရန်အတွက်နော်ပြတော့မှဖတ်ဖတ်ရတဲ့ဗျာဒိတ်တော်အပြင်သူကိုယ်တိုင်က နောင်တရပြီးတော့မှသူ့ရဲ့အင်ဂျီကိုဆုတ်ပြီးတော့မှဖျားရှိမှာเนาะတုံးဝင်ချင်းကတ်တယ်ဆိုတော့တွေ့ရတယ်။သူပဲမဟုတ်ပဲနဲ့တက်ကြီးတော့เนาะအဲ့မှာအေဒီလာလူတွေကိုလည်းခေါ်ဖိတ်တယ်။ပြီးတော့မှသူ့ရဲ့လူတွေကိုလည်းဒီဗျာဒိတ်တော်ကိုเนาะပြန်လဲပြီးတော့မှဖတ်ရပြီးတော့မှနားထောင်စေတယ်။အားလုံးသူတို့เนาะပတ်သက်ခါပွဲပြန်လဲကျင်းပတယ်ဆိုတော့တွေ့ရတယ်။ပြီးတော့မှလူတွေအားလုံးเนาะဒီ မောရှိရဲ့တရားမှာပါတဲ့အရာတွေအားလုံးကိုပြန်လဲရွတ်ဖတ်ပြီးတော့မှပြန်လဲအသက်သွင်းပြီးတော့မှစိတ်နှလုံးအကျဉ်းမဲ့အစွမ်းရှိသမျှထာဝရအထံတော်ပါမှာနော်ကျတို့အာနောင်တတရားနဲ့ပြန်လာကြတယ်တို့အဲ့ဒီမှာဘုရားသခင်နဲ့ဘုရားပြုတဲ့ပရင်ရှင်ကိုပြန်လဲပြီးတော့မှ renewal ပေါ့နော်ပြန်လဲပြီးတော့မှအတက်ပြန်သွင်းတယ်ဆိုတာဟောကျွန်တော်တွေ့ရတဲ့အခါမှာဖခင်ကသူ့ကိုသဘောကျတယ်ဗျသဘောကျတယ် ဒါဝိကဲတို့နော်ချီးမွမ်းခံရတော့ယောရှိမင်းဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒီမှာကြည့်မယ်ဆိုရင်တော့ယောရှိမင်းနဲ့တူသောရှင်ပြန်တယောက်မြမဖြစ်စဖူးနောင်ကာလိုက်နောင်ကာလနိုင်လည်းမပေါ်မရှိဆိုပြီးတော့မှချီးမွမ်းထားတာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီဟာတွေကတော့ကျွန်တော်မင်းငါပါလက်ထက်မှာအေးသေးလာလူမျိုးတွေရဲ့အစင်စင်နော်ကျွန်တော်ကြာစင်ချင်းတစ်ချိန်တည်းမှာအာ ဟေရှာယ Prophet ဟေရှာယကဒီမင်းနေနဲ့เนาะကျွန်တော်အတူတူဗျာဒိတ်တော်ကိုเนาะတည်ဆောင်တော်ဗျာဒိတ်တော်ကိုเนาะကြိုတင်ပြီးတော့မှဗျာဒိတ်ပြုခြင်းနဲ့အတူဒီမင်းနေကိုထိန်ချောင်းသွားတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ကเนาะဒီလိုဖြစ်ပင်မဲ့လို့လူတွေကသူ့စီကိုလာတဲ့လက်မလာတဲ့လက်เนาะ ြက်တလဲငတ်တလဲဆိုသလိုပေါ့ဖြစ်ပြီးတော့မှအာဗြဟံနဲ့ပြုတ်ခဲ့တဲ့ဗရင်ရှင်ဟာသူမျောလင့်ထားသလိုနော်သူတောင့်တထားသလိုဖြစ်မလာဘဲနဲ့နော်လူတွေဟာကိုယ်ကိအဆုံးထိကြဆင်းတယ်လို့ပြောရင်တော့ကျွန်တော်ရတယ်နော်ကိအဆုံးထိကြဆင်းတယ်အဲ့ဒီခါမှာဘုရားသခင်ကယူရအမျိုးပေါ်မှာ ဂတိတော်ရှိတဲ့နော်ဂတိတော်ပေးထားတဲ့တောင်မို့ရင်ဂတိပြုထားတဲ့စကားတော်မှရုပ်သိမ်းလိုတဲ့ဆန္ဒတော်မှပေါ်တယ်အဲ့လောက်ထိအမျက်တော်ထွက်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာတွေ့ရတာဖြစ်ပါတယ်နော်ယောရှုယောရှိမင်းကိုလည်းအမတန်မှသဘောကျတယ်ဒါပေမဲ့နော်အဲ့ဒီအာရာအာဓမ္မရာဇဝင်စတုထဆောင် အခန်းကြီး20နဲ့3ထဲမှာကျွန်ဖတ်မယ်ဆိုတော့အပိုင်ငယ်26 29လောက်မှာဖတ်မယ်ဆိုတော့တို့ရတွင်မနာရှိတွေထာဝရဘုရားအမျက်တော်ကိုနိုးစော်ခြင်းကပြစ်မှားတော့ပြစ်ရှိသမျှတို့ကြောင့်ယူရမျိုး၌ပြင်းစွာမြစ်ထွက်၍စိတ်တော်မပြေဘူးတဲ့နော်စိတ်မပြေတော့ဘူးဒါကြောင့်မလို့ဒီညမှာဘုရားကဧတိလမျိုးကိုငါမျက်မှောက်မှာပယ်ရှားတဲ့ကဲတော့ယူရမျိုးကိုလည်းငါပယ်ရှားမိ ငါရွေးချယ်တော်ဂျေရုရှလင်အချင်းဘိမ့်မှန်တော်ငါနာမကိုငါတီစင်မီဟုငါဆိုတော့ဘိမ့်မှန်တော်ကို၎င်းနော်ဒါဟာရှင်ပြန်ဒါဝိတ်ကိုသူဂတိပေးထားတဲ့ဒါဝိတ်နဲ့ပြင်ရင်ပြုတ်ထားတဲ့ဒါမှမဟုတ်ဒါဝိတ်တောင်းစုပြုတ်ထားတဲ့အရာဖြစ်တယ်ဒီမှာသူကတော့ဒီလူတွေကနော်စိုးသွန်းလွန်အားကြီးတဲ့အခါမှာတခြားလူတွေမဟုတ်ဘူးဒါဝိတ်ရဲ့အိမ်တော်ကဒါဝိတ်ရဲ့မျိုးစဉ် ဒါဝိရဲ့အစင်အဆက်ကလူတွေပဲဆိုးသွမ်းလွန်းတဲ့ခါမှာဒီဟာကိုတော့မှပြန်ရုပ်သိမ်းဖို့ရှိတယ်လို့ဒီနေရာမှာဖျားရဲ့ဖျားကသူ့ရဲ့အမျက်တော်ကိုပေါ်ပြတယ်ဆိုတော့ကျွန်းတွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ ဟေရှာယအခန်းကြီး9ထဲမှာနော်ထို့အခါဟေရှာယကအိုးဒါဝိအမျိုးသားတို့နားထောင်ကြသင်တို့ဒီလူကိုငီးငွေ့စေသည်တာမကငါကိုးကြတော့ဖျားခင်ကိုငီးငွေ့စေကြမီလော ထို့ကြောင့်ဖာရောဖျားသည်ကိုတော်တိုင်နမိတ်လက္ခဏာကိုသင်တို့အားပေးတော်မူမည်ဆိုတော့ဒီဟာကအခတ်မင်းကိုနော်ဖျားသခင်ကဗျာဒိတော်ပေးပြီးတော့မှပြန်ခေါ်ပြီးနောက်မှဆက်လာတဲ့ဗျာဒိတော်ဖြစ်တယ်နော်အကယ်၍အခတ်သာဖျားစီကိုပြန်ပြီးတော့မှနောင်တနဲ့ပြန်လာတယ်ဆိုရင်ဒီနေရာမှာအာအပြောင်းလဲဖျားသခင်ရဲ့စိတ်တော်အပြောင်းလဲရှိနိုင်တယ်လို့ကျွန်တော်ယူဆလို့ရတယ်ဒါပေမဲ့ အာခတ်က no လို့ပြောလိုက်တဲ့အခါမှာအဲ့ဒီမှာဖះကကြိုတင်ပြတော့မှနော်65နှစ်အတွင်းမှာဒါမှမဟုတ်65နှစ်အလွန်မှာဖြစ်မဲ့အရာကိုဒီနေရာမှာကြိုတင်ပြတော့ပြတဲ့ပြုထားတာဖြစ်တယ်ဒါကတော့ထိုကြောင့်ထာရဖះဒီထာရဖះကိုတော်တိုင်ဒီနမိတ်လက္ခဏာကိုတင်တော့အပေးတော်မူမီတဲ့နော်မင်းတို့ ငါကိုဒါမှမဟုတ်ငါရဲ့အတူပါရှိချင်းကိုနမိတ်လက္ခဏာအနေနဲ့တောင်းမမတောင်းတော့ဘူးမလိုချင်တော့ဘူးငါအတူပါရှိချင်းကိုမင်းတို့စိတ်ဆန္ဒမရှိတော့ဘူးဆိုရင်တော့ငါကိုငါကိုတင်ပြမယ်ငါကိုငါနမိတ်လက္ခဏာအနေနဲ့နော်ဤလောကကိုလာမယ်ဆိုတဲ့ဗျာဒိတ်ကိုဒီနေရာမှာပေးရတာဖြစ်တယ်ဒါဟာကျွန်တော်ခရစ်စမတ်မှာဘာကြောင့်ခရစ်စမတ်ရေလို့ဖြစ်လာတယ်လဲဘာကြောင့်အီမွန်အီမနွေလာရေလို့ဖြစ်လာတယ်လဲဆိုရင်လူသားဟာနော် အာဒမ်ရဲ့เนาะပြီးတော့မှအဆက်ဆက်ရဲ့လူသားတွေရဲ့ကြဆင်းချင်းဟာဂိတ်ဆုံးသွားပြီဂိတ်ဆုံးသွားပြီဖြစ်တဲ့အခါမှာဘလို့မှဘာမှလုပ်လို့မရတော့တဲ့အခြေအနေရောက်သွားပြီဆိုတဲ့အရာကိုကျွန်တော်ဖျားအနေနဲ့မြင်ရချင်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဖျားကသူကိုယ်တိုင်လူတွေရဲ့မတတ်နိုင်ခြင်းအမှုကိုဖျားကသူကိုယ်တိုင်လာပြီးတော့မှเนาะကဲလို့ချင်းကဲလို့ချင်းအမှုကိုပြုတ်ဖို့ရန်အတွက်ဒီနေရာမှာသူကိုယ်တိုင်နှမိတ်အနေနဲ့ လာခြင်းဖြစ်တယ်။ကြည့်ရှုလောသူတို့သမီးကညာဒီပရိသေဆွဲယူ၍တားယောက်ကြောက်ကိုဖွားမြင်လက်တန့်ထိုသားကိုအိမ်ဝင်နေလအမိဖြင့်မေရလက်တန့်ဆိုပြီးတော့မှဒီနေရာမှာကျွန်တော်တို့အာဖရာတခင်ရဲ့နော်အမျက်တော်ရဲ့အဆုံးမှာဖရာတခင်ရဲ့ကယုနာတော်နဲ့ဂျေဇုတော်ဟာဤလောကကိုနော်သူကိုယ်တိုင်ကြွအစင်ဖွင့်ရအတွက် ဖြစ်လာတယ်လူတွေဟာအဲ့လောက်ထိကျွန်တော်ကြာစင်သွားခြင်းဖြစ်ပါတယ် ဖျားမကိန်မရတော့တဲ့အနေထားရောက်သွားခဲ့ပြီဖြစ်ပါတယ်ဆိုတဲ့အရာကိုကျွန်တော်အပိုင်းငယ်၈မှာတင်ပြချင်တာဖြစ်ပါတယ်ကြာနာသူအရောက်စီတိုင်းတဆုံတရာသောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းနဲ့အတူအလင်းနဲ့အတူကျွန်တော်တို့အာဒီသင်္ကန်းစာအဖြစ်ဖျားစကားပြောပါစေအပိုင်းငယ်၉မှာတော့အင်မနွေလနှလုံးသားဆိုတဲ့အပိုင်းငယ်အရာကိုအပိုင်း၉နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် နောက်အပိုင်းမှာပြန်လဲပြန်မှာဆုံတွေ့ကြရအောင်ကျေးဇူးတင်ပါတယ်